ကို့ဘာလုပ်ပါတော့ဟိုနုပညာမှာဘယ်ကားရိုက်ပါတော့ဘသူနဲ့မရအဲ့လိုတစ်ခါမှမပါဘူးဆိုတော့လေကို့စိတ်တိုင်းကြပဲမြင်နေလုပ်နေရဆိုတော့ဟာငိုတယောက်နဲ့တယောက်ကယုံကြည်မှုကတော့အရေးကြီးဆုံးပဲလေမအားတို့ညမှာဒီယုံကြည်မှုကြောင့်လဲဒါလက်တွဲခဲ့တာဆိုတော့ဟိုလိုမျိုးကြီးဟင်းတယောက်နဲ့တယောက်မယုံကြည်တာပို့ပြီးတော့ဟိုဘယ်လိုပြောမလဲပင်မန်းစီရပေါ့အဲ့လိုမျိုးမရှိဆိုတော့သူလည်းအေးစစေးကိုလည်းအေးစေးပါနောက်တော့ကလေးကြီးလည်းမဟုတ်တော့ဘူးဆိုတော့ဟုတ်ကိုယ်စိတ်ချစရာကောင်းတယ်လေ အမျိုးသမီးလျာရမ်းလိမ့်မှာဆိုတော့လေမင်းတို့အနေနဲ့ဒါစီဝါရေးဘက်ကိုပို့ပြီးတော့ ွားဖြစ်မလားဒါမှမဟုတ်လို့ရှိရင်ဒါအခုလက်ရှိအမှုပြန်လုပ်ဖို့ပဲဒါပေမဲ့ထပ်ပြန်သွားဖို့အစီအစဉ်ရှိမလားပြောပြပါဦးအာကိုကလေဂျမနိုင်းဆိုတော့စိတ်ကနှစ်ခွတော့ဟိုကလည်းလုပ်ချင်တယ်ဒီကလုပ်ချင်နောက်တစ်မျိုးမြင်နောက်တစ်မျိုးကထပ်လုပ်ချင်ဦးမှာဆိုအဲ့တော့အကုန်လုံးမစိတ်ကူးတဲ့ပေါက်တာအဲ့လိုကိုယ်စိတ်ထဲမှာပါတာကိုတကယ်ဝါသနာကြီးလာတော့တခုတော့ရှိတာတော့ကိုဝါသနာပါတာကိုစိတ်ချမ်းသာတာကိုပြီးတော့လှုပ်လာပေါ့ခုနအမှုပြန်ဆိုလဲကိုကဝါသနာပါတယ်အဲအမှကြောက်ကလေးလှုပ်တယ်ဆိုလဲကြောက်ကကိုစိတ်ချမ်းသာတဲ့ဝါသနာပါတဲ့ဟာလို့ဝါသနာပါတဲ့အလုပ်ကိုလုံးဝရင်တော့ဒီကလူကမပင်မအောင်ပေါ့ အဲ့တော့လေလုပ်တယ်အသီးကြီးလေးလုပ်တယ်နော်အသီးလေးရောင်းတယ်ပျော်တယ်လေးစေးရောင်းရပါပြီနော်အဲ့ဒါကိုအခုပဲတင်ပြလိုက်တာလားအခုတင်ပြရတော့အဲ့လိုအဲ့လိုတော့လည်းမဟုတ်ပါဘူးကိုကအဲ့လိုဝါသနာပါလဲပါမှာပေါ့လေနော်ဝါသနာမပါဘဲတော့တင်ပြတိုင်းလည်းမလုပ်ချင်ဘူးနော်ဝါဒနာကပါဝါဒနာကပါအဲ့လိုရောင်းတာဝယ်တာအဲ့လိုမျိုးအဲ့လိုမျိုးလေးလှုပ်လာတာအလှဆင်ရတာအမအဲ့လိုမျိုးလေးကြိုက်တယ်ဆိုတာလေဟုတ်ကိုကိုဘာလှုပ်ပါတော့ဟိုနုပညာမှာဘယ်ကားရိုက်ပါတော့ဘယ်သူနဲ့မရအဲ့လိုတစ်ခါမှမပါဘူးဆိုတော့လေ ိုယ်စိတ်တိုင်းရပါအမြင်နဲ့လုပ်နေရဆိုတော့ဟုတ်အကောစီပွားရေးတစ်ဖက်ဆိုတော့အမနောက်တော့အမြင်နဲ့လိုက်နိုင်မယ်မထင်ဘူးလို့အမအဲ့လိုပါပဲဟုတ်ဂီတာရောအမရောအဲ့လိုဟိုသူရဲ့မျိုးသားတယောက်အနေနဲ့စိတ်ချရလာဘလို့နေလဲဟိုစိတ်ချစရာကောင်းတယ်လေအမျိုးသမီးလေးကရမ်းလိမ့်မှာဆိုတော့ငိုတယောက်နဲ့တယောက်ကယုံကြည်မှုကတော့အရေးကြီးဆုံးပဲလေအမတို့ညမှာဒီယုံကြည်မှုကြောင့်လဲဒါလက်တွဲခဲ့တာဆိုတော့ဟိုလိုမျိုးကြီးဟွန်းတယောက်နဲ့တယောက်မယုံကြည်တာပို့ပြီးတော့ဟိုဘယ်လိုပြောမလဲ ပင်မန်းစီရပေါ့အဲ့လိုမျိုးမရှိဘူးဆိုတော့သူလည်းအီးစစေးကိုလည်းအီးစေပါနောက်တော့ကလေးကြီးလည်းမဟုတ်တော့ဘူးဆိုတော့ဟုတ်သူကတော့စီပွားရေးပဲလုပ်မှာပေါ့သူကတော့အမားတော့အမှုပညာဝါသနာပါတယ်အဲ့လိုမလုပ်ပဲမနေနိုင်ဘူးဒါလေးလုပ်ရရင်စိတ်ချမ်းသာရလို့ခံစားရတယ်ကိုကိုကိုလည်းဟိုပျော်နေရပေါ့လေဒီလုပ်လေးလုပ်ရအဲ့ဒါကြောင့်မလို့အမှုပညာတော့လုပ်ဖြစ်နေမှာမဟုတ်ဘူး လက်ရှိရောမမလေးရဲ့လက်ရှိကဒီနေကြီးဖြားရွေးလင်းစေသားဆိုတဲ့ဟာလေးပေါ့ဒီအဲ့ထုတ်လို့ရေစကံဝါထုတ်လို့ရအဲ့လင်းထဲဝါဆိုတော့ကလေးသူသူ့ရဲ့ဟိုပါပေါ့အချောင်းဆရာကားလေးပေါ့ဟုတ်အမားလည်းဟုတ်ဇလန်းတွေလေးပါဟုတ်အခုတော့ဟုတ်တယ်ဇလန်းတွေတွေတော့ပိုရိုက်လာကြပါဘောနော်အဲ့ထဲမှာမှဟိုကိုယ့်နဲ့အစဉ်ပြေရဲ့ဇလန်းလေးရွေးပြစ်တာတော့မရပါရှင်ဟုတ်ဘာမှတော့အကူကတော့ဝင်စုပ်ပတ်ခြင်းမရှိဘူးပေါ့မရှိဘူးတကားမအရင်သဘောထားပြောရတဲ့မျိုးစားပြောရတာပေါ့နော်အမဟွန်းအေးပေါ့လို့ ြောလို့တော့ရပါအဲ့ဒါကိုဝင်ဆွတ်ဖတ်တာဝင်မဆွတ်ဖတ်တာအမျိုးသားကောင်းလို့ပြောချင်တော့ပြောလို့ရပါဟုတ်ဒီလို looks လေးကစီကမလိမ့်ပေးဘူးသေးဘူးဆိုတော့လေဟိုဟာပေါ့ကိုယ့်အတွက်အတွက်ပဲပေါ့နော်ဟိုလိုနည်းနည်းပုံပုံငယ်သွားတယ်လို့ခံစားရတယ်နုနုငယ်ငယ်တော့ဖြစ်တယ် အပြင်မှာတော့နည်းနည်းအဲ့လိုတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့စီကလိမ့်လိုက်တော့အဲ့လိုပုံငယ်သွားတယ်လို့မှလည်းကိုရီးယားလာပြီးသားပါ။ဟုတ်။အင်းစိန်စပယ်ဘူးတက်ကတော့ဒီနေ့က၃စုံဆိုတော့ဟိုစတိုင်လစ်ကတော့ပို့တူလေးပေါ့နော်။မေကာရစီကာဆိုတော့ဟိုပြင်ပေးရဲ့အတိုင်းစင်တဲ့အတိုင်းလေးပေါ့အဲ့လိုမျိုးလေးပဲဟုတ်။အခုအမှုပညာရှင်တော်တော်များတော့စီကလိမ့်လေးဖြစ်ပါတယ်ဟုတ်။အမပါစနေဆိုလို့ရှိရင်ကြားလာပြီဟိုရင်းနေလင်းပြစ်ဖြစ်ပါတယ်ဟုတ်အမဝိတ်တီချလာလေမျက်နှာလေးသွေးသွေးလေးဖြစ်နေပါတော့ အဲ့တော့ဟိုအမတော့ဟိုကလုံးညလုံးညကုံကလုံးလှပြီးတားဆိုတော့ trade တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ပုံချူချပြီးလှမိတယ်ဟိုဟာလေးဝစ်ဆောင်ထက်လေး jewelry ကပုံမိုက်နေရသည်လား jewelry သူက jewelry ပို့ပြီးတော့အေးမော်လေးဟိုစိမ့်ဆိုင်ကြောင်ညာဆိုတော့နော်အဲ့ဟိုပို့ပြီးတော့ဆန်းဆန်းမြများခံစားမှာတော့ဝစ်ဆောင်နေရလဲအမိုက်စားရပါပဲ stylist ကဟိုဟာ တေချာစီစဉ်ပြီးဒီဇိုင်နာ3ယောက်တောင်ဆိုတော့လေကြော်ညာပုံစံတော့လေတခါမှအလိုမလုံဖူးသေးတဲ့ပုံစံပေါ့နော်အမားတို့ရောဒီရိုက်ကူးရင်းမှာပါတဲ့သူတွေအကုန်လုံးကမရိုက်ဖူးတဲ့ပုံစံအစ်ကလေးနဲ့ရိုက်မှာဆိုတော့ဒီကြော်ညာလေးထွက်လာရင်ဟိုတကယ်ကိုဆက်ဆက်ပြပြနဲ့နေရမယ်ကြော်ညာလေးပါကဲပါဒီအမားရဲ့ဒီအနုညာလုပ်တွေကိုစမ်းရှိသည်ညံစွမ်းရှိသည်အကောင်းဆုံးဟိုလုံနေပါတင်းစပယ်ဘူးကြော်ညာလေးထွက်လာလို့ရှင်လဲအားပေးပေးပါအောင်လို့တကယ်ကိုဟိုဆက်ဆံပြပြထွက်လာမယ်ကြော်ညာလေးဖြစ်တာကိုယ်တိုင်လည်းအရင်အောင်စိတ်လှုပ်ရှားနေပြီ 吧好。